ကလေးတူးကိုတော်တဲ့ចောင်းသားတူးဖြစ်အောင်ဘယ်လိုပြည့်စုံပြထားမလဲတော်တဲ့ចောင်းသားဆိုတာကမိဘဘာသာစာချက်တဲ့အလေးထားကိုမွေးမြူချသူဖြစ်တယ်နေစဉ်အစ်တစ်ခုကိုတင်ယူဖို့ဆရာထက်တန်ပြီးအာထုံမှုကိုမရှောင်တင်းသူဖြစ်တယ်ဒီအခြေခံလေးထတွေကိုငယ်စဉ်ကတည်းကနေအိမ်မှာပဲလေ့ကျင့်ပေးရတာဖြစ်ပါတယ်ပထမဆုံးအချက်စာချက်ချင်းကဖြစ်စင်းမှုမဟုတ်ပဲအခွင့်အလန်းလို့သဘောထားပါ ကလေးကိုစာမကျက်ရင်အမှတ်မရဘူးလို့မပြောဘဲတင်နေတဲ့အရာကဘာကိုအကျိုးပြုမလဲဆိုတာကို ရှင်းပြပါ။စာကြောင့်သူ့အိမ်မက်တွေနဲ့နှီးစက်လာမယ်ဆိုတာနားလည်လာမယ်ဆိုရင် သူ့ဘာသာစိတ်ဝင်စားလာမယ်။ရိုးရှင်းပြီးမှန်ကန်တဲ့အချိန်စရားကိုဆွဲပါ။ကလေးနဲ့အတူထိုင်ပြီးတနေ့တာလှုပ်ရိုးလှုပ်စဉ်စာကျက်၊ကစား၊ TV ကြည့်၊အနားယူစတဲ့အချိန်ကိုစနစ်တကျနဲ့ချမှတ်ပေးပါ။ ဒါကလေးကိုစီကန်းရှိစေပြီးတော့မှအချိန်ဖြုန်းတာကိုရှောင်ကျင်စေမယ်။အနောက်ရှက်ကင်းတဲ့ပတ်ဝန်းကျင်စာလုံးတဲ့အချိန်အာရုံစိုက်နိုင်ဖို့တီဗီဖုန်းတွေကိုပိတ်ထားပါ။အိမ်ထဲမှာအေးဆေးတည်ငြိမ်ငြိမ်သက်မှုစီအောင်စီမံပေးပါ။သူရဲ့စ조사မှုတိုင်းကိုချေကျပါ။ဒါအမင်းပါတာဖြည့်ရှင်းတာလားအရန်ကောင်းတယ်ဆိုတဲ့စကားမျိုးကိုပြောလိုက်မယ်ဆိုရင်သူစိတ်ထဲမှာပိုစ조사ခြင်းစိတ်တွေဖြစ်လာစေမှာပါ။တာဝန်ခံစိတ်မွေးပေးပါ။ မိဘအများစုကကလေးတွေအတွက်အရာရာကိုလိုက်လုပ်ပေးနေတတ်ပါတယ်။ဒါမဲ့ကိုယ်တိုင်စူးစမ်းမှုနဲ့ဖြစ်သွားတဲ့အမားတွေပေါ်မှာသင်ယူနိုင်မှတော်တဲ့ចောင်းသားဆိုတာတော်တဲ့ကလေးဆိုတာဖြစ်လာမှာပါ။လှုပ်ပါစေ။မှားပါစေ။မှားတာကိုအပြင်းမပြောဘဲနဲ့ဘာလို့မှားတယ်ဆိုတာကိုသင်ပေးလိုက်ပါ။သင်နည်းစနစ်ကိုပြောင်းပါ။ကလေးတိုင်းသင်ယူနေမတူပါဘူး။အချို့ကပုံမြင်လို့စကားနဲ့ပြောပြီးသင်ပေးလို့ရတယ်။ အချို့ကတော့တင်မုံစာအုပ်ပေါ်မှာရေးချင်မှသူတို့နားလေသွားကြတာအချို့ဇလန်းလို့ပြောပြရင်နားလေတတယ်အချို့ကလက်တွေ့လို့ပြရင်နားလေတယ်တင်းရဲ့ကလေးကအစာအုပ်ဖတ်ရတာပြင်းနေမယ်ဆိုရင် flash ကတ်တွေပုံစဲဇလန်းတွေအတန်ဖိုင်တွေစသဖြင့်သူနှစ်တရာနီးနဲ့တင်ပေးပါဖီးယားမပေးဘဲနဲ့အတူနေပါကလေးကမိဘတွေသူတို့လောက်ကိုအာယုံဆိုင်နေတာမြင်မယ်ဆိုရင်သူ့ဘာသာစည်းကမ်းရှိလာတယ် သူ့ရဲ့စာချက်နေချင်းတင်လဲသူနဲ့တူစာအုပ်ဖတ်ခြင်းတွေမိမိလှုပ်ရှားရှိတဲ့လှုပ်တစ်ခုခုကိုလုပ်နေလိုက်ပါသူစာလုံးနေလို့အနာယူစိန်ခန္ဓာမျိုးတွေမလုံးမိပါစေနဲ့အမားကိုအပြစ်လို့မမြင်မဲတင်ငန်းစာဖြစ်နေမြင်ပါ ကလေးအမားလို့ရင်ဘာလို့မလုံးတတ်တာလဲလို့မဆိုပဲဒါကိုဘလို့ပိုကောင်းလုံးမလဲလို့မေးပါဒါသူ့ကိုယ်ပိုင်တွေးခေါ်မှုနဲ့တိုးတက်စေမယ့်အစားပါမှတ်ထားပါတော်ရဲចောင်းသားဆိုတာ ရုတ်တရက်ဖြစ်လာတာမဟုတ်ဘူး။တင့်တော်ရဲ့ပတ်ဝန်းကျင်လမ်းညွှန်မှုနဲ့အားပေးမှုတွေကနေတဖြည်းဖြည်းဖြစ်လာတာပါ။တင်းရဲ့ကလေးကိုဆက်ရှိပါချစ်ပါ နားလည်ပေးပါ။ဒါဆိုရင်စာသင်ခန်းထဲမှာတာမကဘဝမှာပါ အောင်မြင်လာပါလိမ့်မယ်။ဒီလိုအသုံးဝင်တဲ့မိဘဖြစ်တည်မှုဆိုင်ရာအကြံဉာဏ်တွေအတွက်ဒီဗီဒီယိုကို like and share လေးလုပ်ဖို့မမေ့ပါနဲ့။